ကောင်းတာတွေအမြဲလုံနေတာတော့အဆိုးတွေပဲကြုံနေတယ်ဆိုရင်ဒီပုံမြင်လေးကိုနားထောင်ကြည့်လိုက်ပါတခါတော့ကလူမိုက်တစ်ယောက်ဟာခရီးတစ်ခုကိုတွားရင်းနဲ့သူဟာပြည့်တမအရာတန်းကိုအပြစ်ရှာပြီးတော့ဖြတ်စည်းလေးရှိတယ်တဲ့အဲ့ဒီလိုနဲ့လူမိုက်ကခရီးဆက်နေရင်းနဲ့တရားရစင်းကိုတွေ့တော့အဲ့ဒီတရားရစင်းကိုလည်းသူဟာဟောဘက်ကံကိုကူပြီးတာနဲ့တရားရဲ့အခင်းကြီးတရားရဲ့လက်ကံကြီးအားလုံးကိုဖြတ်စည်းခဲ့တယ်တဲ့ ဒီလိုနဲ့ခရီးဆက်လိုက်တာနောက်တော့ခြေအိုးစင်တစ်ခုကိုတွေ့တော့အဲ့ဒီခြေအိုးစင်ကိုလည်းသူကခြေစားတယ်ဆိုပြီးရေအိုးအဖုံးကိုဖွင့်ကြည့်တော့ရေအိုးထဲမှာရေမရှိတာတွေ့ပြီးဒေါသထွက်သွားပြီးတော့ရေအိုးအလုံးကိုသူကရိုက်ခွဲခဲ့တယ်။အရှိဆက်သွားရင်းနဲ့အရှိအဝါဒအကောင်းနဲ့ညောင်မင်းကြီးအောက်ကိုရောက်တော့သူကခက်ခဏများအနားယူမယ်ဆိုပြီးတော့ညောင်မင်းကြီးအောက်မှာအိတ်တယ် အဲ့ရနိုးတော့သူကအဲ့ဒီညောင်မင်းကြီးအောင်မှာရွှေအိုးနှလုံးကိုသူကကောက်ရခဲ့တယ်။သူကအင်မတန်ဝမ်းသာကျေနပ်မှုတွေဖြစ်ပြီးတော့သူကခီးဆက်တယ်ပေါ့။ထိုနည်းတူစွာပဲလူမိုက်သွားခဲ့တဲ့လမ်းတစ်လျှောက်လုံးကိုလူကောင်းတစ်ယောက်ကလည်းပဲခီးဆက်ခဲ့တယ်။လူမိုက်ဖြည့်ဆည်းထားတဲ့တံခါးလေးခြေစမ်းတံခါးကဖြည့်ဆည်းနေပါလား။သူမပြုတ်ပြင်လိုက်ရင်တော့အများပြည်သူတွေခီးသွားလာရင်မှအဆင်မပြေမှုတွေဖြစ်မယ်ဆိုပြီးတော့လူကောင်းဟာ သရားကိုပြုပြင်ခဲ့တယ်။ထိုနည်းတူစွာပဲလူမိုက်ဖြက်စီးထားတဲ့ရေအိုးစင်ကိုတွေ့တော့လည်းပဲရေအိုးတွေကိုသူကအစ်တစ်လုံးွယ်ပြီးတော့ရေအိုးတွေကိုရေဖြည့်ပေးခဲ့တယ်ပေါ့။လူမိုက်အိတ်ခဲတဲ့ညောင်မင်းအောက်ကိုရောက်တော့လည်းပဲသူကရေရဘာသာကောင်းတဲ့ညောင်မင်းအောက်ကိုရောက်တော့ခဏမြအနားယူမယ်ဆိုပြီးတော့ထိုင်ုံမဲရှိသေးတယ်။ညောင်မင်းဘော်ကညောင်ကန်းကြီးကကြိုးကြပြီးတော့သူ့ရဲ့ပေါက်တစ်ဖက်ကိုကျိုးသွားစေတယ်ပေါ့။ အဲ့တော့လူကောင်းဟာရှိတုံးမရဖြစ်တယ်ငါဟာဘဝတစ်လျှောက်လုံးကုသိုလ်ကောင်းမှုတွေလည်းလုပ်တယ်အများကျိုးလည်းတည်ပို့တယ်စိတ်ထားကောင်းစေနာကောင်းထားပြီးတော့ဘဝကိုဖြတ်တန်းပါလေနဲ့ဘာကြောင့်မရအဆိုးတွေပဲကြုံနေတာလဲကံဆိုးမှုတွေကအမြဲကြုံနေပါလားဆိုပြီးတော့သူကမကြေမနက်ဖြစ်တယ်ပေါ့ဗကြမင်းကြီးကလူပြည်ကိုဆင်းလာပြီးတော့လာရှင်းပြတယ်တဲ့အတင်လူကောင်းနဲ့လူဆိုးတို့ဟာဘာကြောင့်များလူဆိုးကတော့မကောင်းတာတွေလုပ်နေတာပါလေနဲ့ အားကြောင့်ရွှေဦးကိုရတယ်လေလူကောင်းကတော့ကောင်းတာတွေလုပ်နေပါလေနဲ့အားကြောင့်ညောင်ကန်းကျိုးကြတာကြောင့်ပေါင်ကျိုးသွားရတာလေဆိုတဲ့အတွေးလေးပေါ့အဲ့ဒီလူမိုင်းဟာရခင်ဘဝတုန်းကသူကကုသကောင်းမှုတွေများစွာလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာသူကရွှေဦးလေးလုံးလောက်အကျိုးခံစား권ရပါလေနဲ့လက်ရှိဘဝမှာမကောင်းတာတွေလုပ်တဲ့အတွက်ကြောင့်ရွှေဦးတစ်လုံးပဲရလိုက်တယ်တဲ့လူကောင်းကတော့သူကအတိတ်ဘဝတစ်ခုလုံးက ြီးမားသောအကုသိုလ်တွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်သူဟာဒီညောင်ခိုင်းကျိုးကြပြီးတော့အသက်သေနံလောက်တဲ့အထိအကုသိုလ်အကျိုးကြီးမားပေမဲ့လည်းဒီဘဝမှာ ကောင်းတဲ့စိတ်ထားကောင်းတဲ့အတွေ့အလေးတွေကောင်းတာတွေလုပ်တဲ့အတွက်ကြောင့်အသက်မတည်ပဲနဲ့ပေါင်ကျိုးယုံလောက်ပဲပြည့်စက်လိုက်ရတယ်။တရားမင်းကြီးကအဲ့လိုရှင်းပြတော့မှပဲ လူကောင်းလေးကနားလေသဘောပေါက်သွားတော့တယ်တဲ့။ဒီပုံမြင်လေးကိုနားထောင်လိုက်ရတော့ဘာတွေသင်ခန်းစာယူပါမလဲဆိုရင် ောင်းတာတွေလုပ်နေပါလေနဲ့မကောင်းတာတွေပဲကြုံနေတယ်ဆိုရင်ခြေဘဝကလုတ်ခဲတဲ့အကုသိုလ်ကံတွေကြောင့်ကိုဟာမကောင်းတာတွေကြုံနေတာဒါပေမဲ့အဲ့ဒီမကောင်းတာတွေထဲမှာမှကိုဟာကုသိုလ်တွေလုပ်ထားမယ်ဆိုရင်တော့အသက်သေးနိုင်တော့တဲ့အထိမကောင်းကျိုးတွေဖြစ်နေပေမဲ့လည်းပဲအသက်ဘေးကလွတ်နိုင်တယ် အစိုးတကအစိုးဆုံးနေကြုံနံတော့တဲ့အထိအကျိုးအကုသိုလ်ကံနဲ့အကျိုးကြီးမှပဲလေပဲဒီဘဝမှာကုသိုလ်လေးတွေလုပ်နေမယ်ဆိုရင်တော့အစိုးတွေလဲသွားနိုင်တယ်မကောင်းတာတွေလုပ်နေပြီးတော့ကြီးပါချမ်းသာနေတယ်ဆိုရင်လည်းပဲခုရှိဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကအားကြီးတော့ဒီဘဝကလုပ်တဲ့အကုသိုလ်တွေအကျိုးမပေးသေးဘူးအဲ့ဒီကုသိုလ်ကံတွေကုန်သွားပြီဆိုလို့ရှိရင်တော့လက်ရှိ လုပ်နေတဲ့အကုသိုလ်တွေကအကျိုးပေးမှာဖြစ်ပါတယ်ဒါကြောင့် ံတွေကိုပြင်လိုက်ပါ။ကံတွေများများဆိုးနေရင်ကုသိုလ်တွေများများလေးလုပ်ပေးပါ။အဲ့ဒီကုသိုလ်ကံတွေကအသက်ဘေးကလည်းလွတ်နိုင်တယ်။ကောင်းကျိုးချမ်းသာတွေကိုလည်းဖြစ်စေပါလိမ့်မယ်။